တို့အတွက်ကတော့အင်းပေါ့ဟိုဟိုဟိုတလောကဟိုဗာလေ Facebook မှာတော့နာမည်ကြီးသွားတယ်လေလူတွေက competitive ကလာသူထုတ်တဲ့ပွဲလေးဆိုကောင်းတယ်ဗျာကြိုက်တယ်ကျွန်တော်ကတော့သူအိမ်လေးမှလေခြံလေးထဲမှာဆိုအဲ့လိုမျိုးလေးကိုကြိုက်တယ်ဗျာအဲအဲ့ဘောအဲ့လိုမျိုးကိုယ့်အတွက်ကိုစိတ်ကူးရင်ဆိုတော့ကျွန်တော်ကကြတော့အဲ့လိုပုံစံမျိုးပေါ့တနေကုန်ပျော်ကြပါတော့အဲ့လိုမျိုးကြိုက်တယ်ဗျာ မဟုတ်ဘူးလေညီမကမေးပြီးစိတ်ကူးရင်လားလို့မေးရတာလေကျွန်တော်ကဖြေတာလေနောက်တော့ကျွန်တော်ပြောပြီးအရင်နဲ့ကလည်းကျွန်တော်ကပြောပါကျွန်တော်ကချက်ချင်းကောက်ခံရင်ကလည်းဖြစ်နိုင်တယ်လို့အာဒီနေ့ကတော့ဟိုပါဘောနော်ကျွန်တော်တို့ဒီကိုရီးယားမသွားခင်ပေါ့ NST နဲ့ NST ကုမ္ပဏီနဲ့ဒီကိုရီးယားမသွားခင်မှာဒီရောင်းရတဲ့ကိုယ်စားလှယ်တွေနဲ့ပြေဆုံးပွဲတွေလုပ်တာပါဗျာ ဘော FD ရဲ့ brand message ဖြစ်လက်ခံဖြစ်တဲ့အကြောင်းအမှတ်တရပြောပြလို့ပါအဲလက်ခံဖြစ်တာကတော့ NC ကနေပြီးတော့လာပြီးအချိန်ဆက်တဲ့အချိန်မှာဟို NC ရဖုန်းပစ္စည်းလေးရောင်းနေပြီးတော့ဒီဖုန်း accessory ပါညာနဲ့ပတ်သက်တဲ့ဟာအကုန်လုံးလည်းရတာဆိုတော့အဲကျွန်တော် brand လေးဖုန်းသုံးနိုင်လူပဲဆိုတော့လက်ခံဖြစ်သွားတာပေါ့ဒီနေ့ဒါကိုရီးယားသွားမယ်ကင်ချင်နေသွားမယ်ဆိုတော့ ကျိုးပေါ့နော်ဘယ်လိုမျိုးလမ်းမလို့ရှိလဲဒါကြီးတင်တယ်လည်းပြောပြပါဦးအဲပြင်ဆင်တာကတော့ကျွန်တော်မှအဲ့လိုမျိုးကြီး trade တူတူတော့မရှိပါဘူးဗျဟို NSTR season 2ရဲ့အတိုင်းပဲကျွန်တော်တို့ကဒီရောင်းရတဲ့ဒီအရန်ရောင်းအကောင်းတဲ့ကုဆလေးကိုလိုက်ပို့တဲ့ခီးစဉ်ဖြစ်တဲ့အတွက်ကြောင့်ကုဆလေးတွေအတွက်ပြုတ်တော့ပြောပါပါအဲ့တူလေးနဲ့အကုန်လုံးကျွန်တော်ပြောရမပါပြီးဖတ်ကြရတဲ့ဘောပါပဲဗျာဟုတ်ဟိုအဓိကတော့ခုနှစ်ရက်လုံးက schedule ကအပြည့်ပဲဗျာကျွန်တော်တော်မှကျွန်တော်မှန်တိုင်းပြောရရင် ဈေးဝယ်ထွက်တာဘောက်လည်းလုတ်ချင်တာဒါပေမဲ့လည်းအချင်းကတော်တော်မရဘူးလို့ပြောတယ်ဟိုအဓိကတော့ဟိုသူတို့သွားတဲ့နေရာပေါ့နော်ကျွန်တော်ကဒီမှာစာဖြစ်တဲ့အတွက်ကြောင့်ဟိုကျွန်တော်မှာတာဝန်ရှိပါတယ်ရှိရဆိုတာကကျွန်တော်လိုက်ပေးရမယ်ဆိုတော့အဲ့ဒီအတွက်ကြောင့်ဟို SDR season နဲ့နေရာကိုပဲကျွန်တော်အဓိကထားပြီးတော့သွားပြင်ပါမှာပြန်ဟုတ်ကဲ့ဒီလိုလိုလေးအောင်ရေးလေးအချင်းတော့ပေါ့နော်ကဲဒီလိုပါ တော့ဘာလို့လဲဩဟုတ်အားကြပါလေကျွန်တော်တန်ငယ်ချင်းနှင်းဝင်ရတယ်ဟိုဘယ်လိုပြောရမလဲဟိုစုပြင်းနဲ့အင်မတန်လိုက်ဖတ်တယ်အင်မတန်လည်းဟိုကျွန်တော်မြင်တာကြည်နူးစရာကောင်းတယ်နည်းယောက်ကြည့်ရလေဆိုတော့အားကြရတာပေါ့အားကြရတယ်အားကြရတယ်ဘာဖြစ်အမှတ်တရပေါ့ဗျာကျွန်တော်တန်ငယ်ချင်းပွဲမှာကျွန်တော်ကျွန်တော်လည်းတကယ်ချင်းမြများဆဆတော့မရှိပါဘူးဒီလောကထဲမှာဆိုလည်း ဟိုအကုန်လုံးနဲ့တော့သိရဆိုပေမဲ့အရင်ရင်းနေတာဟိုတိုင်ရွန်တို့နေဝင်ရလို့နေကြတော့တအားရင်းနေရလေရင်းနေရဆိုတော့သူတို့ပွဲလေးမှာကျွန်တော်ကပါဝင်ခွင့်ရတဲ့အတွက်ကြောင့်အဲတိုင်ရောတော့ပွဲမရှိသေးပါဘူး။ဟိုညီလေးပိုင်ဒီကုံပေါ့နော်။ပိုင်ဒီကုံနဲ့လည်းယဉ်နေပါလား။ဒါပေမဲ့ဟင်းဝင်ရကတော့ဒါကျွန်တော်အုပ်ငယ်ငယ်လေးတွေကခင်းတဲ့တငယ်ချင်းပေါ့နော်။ဆိုတော့သူ့ပွဲမှာကျွန်တော်ဟိုပါဝင်ခွင့်ရတဲ့အတွက်ကြောင့်ကျွန်တော်အင်မတန်ကိုယ်ယူရတယ်ပြီးတော့အင်မတန်လည်းကျောင်းတငယ်ချင်းအတွက်ကျွန်တော် ျော်ရတယ်ကျွန်တော်အတွက်လည်းသူ့ကိုတငယ်ချင်းပွဲမှာဒီလိုမျိုးလေးလှုပ်ခွင့်ရတဲ့အတွက်ကြောင့်အင်မတန်ဝမ်းသာပါတယ်ဟုတ်ကဲ့ကိုအတွက်ကတော့ကိုအတွက်ကတော့အင်းမဟိုဟိုဟိုတလောကဟိုဗာလေ Facebook မှာတော့နာမည်ကြီးသွားတယ်လေဟိုယူရီးယားကွန်မလီတီဖီကာလာသူလုပ်တဲ့ပွဲလေးဆိုကောင်းတယ်ဗျာကြိုက်တယ်ကျွန်တော်ကတော့ဒီအိမ်လေးမှာလေးခြံလေးထဲမှာဆိုအဲ့လိုမျိုးလေးကြိုက်တယ်ဗျာ အဲအဲ့တော့အဲ့လိုမျိုးကိုယ့်အတွက်ကိုစိတ်ကူးရင်ဆိုတော့ကျွန်တော်ကကြတော့အဲ့လိုပုံစံမျိုးပေါ့တနေကုန်ပျော်ကြပါတော့အဲ့လိုမျိုးကြိုက်ကြဗျာ2025မှာ supply တိုက်မှာနောက်တစ်ရက်ကျန်ပြီးတော့ရေးလေးများမဟုတ်လေညီမမေးပြစိတ်ကူးရင်လားလို့မေးရတာလေကျွန်တော်အဖြေပါလေကျွန်တော်ကျွန်တော်ပြောပြီးအရင်နေ့ကလည်းကျွန်တော်ကပြောပါကျွန်တော်ကချက်ချင်းကောက်ခံရင်ကလည်းဖြစ်နိုင်တယ်လို့ကျွန်တော်ကကြတော့ဟိုဒါဟိုလေဟိုဘယ်လိုပြောမလဲ plan တစ်ခုတော့ခြားတော့ခြားလာတယ်ဆိုပေမဲ့လေဟို ကြည့်ရမှာပေါ့နော်အချိန်နေနဲ့အချိန်ကာပေါ်မူတည်ပြီးတော့ပဲရိုးသားရင်ကတကယ်တော့အမှန်တမ်းပြောရင်များလာတော့လေတငယ်ချင်းတွေကိုဟိုရုပ်ရှင်တွေကသူတွေအကုန်လုံးကလည်းကိုနဲ့ကိုသိတော့ကိုစီရဆိုလာပြောတယ်တငယ်ချင်းစိုးသားရင်လုပ်ပြီးတငယ်ချင်းငါ့ကိုမလုပ်ခိုင်းနဲ့တော့လို့ငါလုပ်ရတဲ့ပွဲကြီးကတအားများနေငါမလုပ်ပေးချင်လို့မဟုတ်ပါဘူးလို့ပြောလို့ဆိုတော့ဟိုဘယ်လိုပြောမလဲဟိုပို့ထပ်ပို့ပြီးတော့လန်းဆန်းတဲ့လူတွေ fresh ဖြစ်တဲ့လူတွေလည်းရှိတယ်လေနော်ဆိုတော့ဟို သူ့ကိုလည်းအဲ့လိုပဲ request လုပ်တယ်တကယ်ချင်းရဲ့လို့ငါပွဲလာစီလာပေးပါမယ်လို့လူသားရင်တော့ငါမလုပ်တော့ဘူးလို့ဒီခေါက်တော့လို့ပြောလိုက်အစ်ဒီအမကြီးအောင်မြင်ပါစေပြီးတော့ကိုရီးယားသွားမဲ့အဲဒီကောင်မောင်မဒီသားစုတွေအကုန်လုံးလည်းအဲဆက်ဆက်ရရအဆင်ပြေပြီးတော့ပြင်ဆင်ကြပါစေ ကြည်နေတဲ့ပြဿနာတွေအကုန်လုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ပြောကြပါတယ်ကြောက်ပါ